เนาะဒီနေ့ကစိတ်ကပင်ကိုစိတ်ကဖြူစင်တာမဟုတ်ဘူးလို့ပြောလိုက်တဲ့နေရာမှာပင်ကိုစိတ်ကဖြူစင်ပါတယ်တဆရာတော်တစ်ပါးကလာပြီးတော့အဝိဇ္ဇာနဲ့တဏှာပူးလာတဲ့အချိန်ကြမှာဒါစိတ်ကညင်နွမ်းသွားတာပါတဲ့အဲ့တော့ဆရာတော်တစ်ပါးကလာပြောတာဖြစ်ခြင်းကြောင့်ဒီစကားကိုဖြည့်ရှင်းဖို့လိုအပ်တယ်လို့ထင်လို့ဖြည့်ရှင်းတာအရှင်ဘုရားတို့အနေနဲ့ပါဠိတော်မြန်မာပြန်ဒီကိုဖတ်ကြပါပါဠိတော်လို့နားမလဲလေပါဠိမတက်လဲမြန်မာပြန်ဒီကိုဖတ်ပါအခြားသောစာအုပ်တွေကိုဖတ်တာတဲ့ အရှင်ဘုရားတို့မြတ်စွာဘုရားမူရင်းတရိုက်ခေါ်တဲ့ပါဠိကိုဖတ်မှာအရှင်ဘုရားတို့မြတ်စွာဘုရားဘာဟောတယ်ဆိုတာကိုသိရမှာပါနော်ပင်ကိုစိတ်ကဖြူစင်ရိုးထုံးတယ်မရှိပါဘူးမြတ်စွာဘုရားကဓမ္မပဒပါဠိတော်မှာပါပဝတ်ဆိုတာရှိတယ်အဲ့ဒီမှာပထမအဆုံးတုံးမှာကိုယ်တို့ကောင်းမှုတို့၌စိတ်တည်မမွေ့လျော်ဘူးလေမကောင်းမှု၌သာစိတ်ကမွေ့လျော်တယ်တဲ့မကောင်းမှုပြုသောအခါမှာစိတ်ကထက်သန်ပြီးတော့ကောင်းမှုပြုတဲ့အခါမှာနှောင့်နှေးနေတတ်တယ်တဲ့စိတ်ကမကောင်းမှုမှာပဲမွေ့လျော်တယ် အဲ့တော့ပင်ကိုစိတ်ဒီမကောင်းမှုမှမွေးရော်လဲစိတ်ဖြစ်တယ်ဒါနဲ့ပတ်သက်လို့ဆရာတော်ကလည်းအဲ့ဆရာတော်ကလည်းပြောလိုက်ပါတယ်မြစ်စိမမူလပါဠိတော်ပါဠိတော်မှာမဟာမာလူကြတုတ်ရှိတယ်မြတ်စွာဘုရားကရှင်းရှင်းလေးဟောတာမဟာမာလူကြတုတ်လောက်ရှင်းတာမရှိဘူးအောက်ပိုင်းတန်ဟောစဉ်၅ပါးတို့ကလည်းပတ်သက်ပြီးခေါ်လိုက်တဲ့အချိန်မှာပလက်အိတ်နေတဲ့ကလေးအရွယ်မှာတဲ့ငါဆိုတဲ့ကိုကောင်ကိုဆွဲလန်းမှုလည်းမဖြစ်ဘူးတဲ့ဟာလား အဲ့တော့ငါဆိုတဲ့အတ္တိတရားလည်းမရှိဘူးငါဆိုတဲ့ကိုယ်ကောင်ကိုဘလို့လို့ဆွဲလန်းမှုဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီခလေးမှာငါဆိုတဲ့တက္ကရာဒိဋ္ဌိကအကိန်းတက်ကရှိနေပြီးသားတဲ့နောက်တစ်ခုကအာသဝတရားတွေအကုန်လုံးကအကိန်းတရားတွေပါလို့မြတ်စွာဘုရားကဟောတာတယ်တန်တရားတစ်လျှောက်လုံးမှာဒီတက္ကရာဒိဋ္ဌိကြီးကကိန်းလာတာအကိန်းတရားတွေအာသဝတရားတွေကအကိန်းတရားတွေကာမတဝအဝိဇ္ဇာတဝဘဝတဝအဲ့ဒါတွေကအကိန်းတရားတွေအဲ့ဒီအကိန်းတရားတွေကိုဖျက်ဆီးပြင်မှာအဲ့ဒီစိတ်ကဖြူစင်လာတာ ဇရုဒ္ဓဇံရောက်လို့ရှိရင်အဝိဇ္ဇာပျောက်သွားတယ်အဝိဇ္ဇာငြိမ်းသွားတယ်အဝိဇ္ဇာချုပ်သွားတယ်ဇရုဒ္ဓဇံရောက်ရင်အဲ့ဒီအချိန်ကြတော့မှစိတ်ကပြိုးပြိုးပြက်ပြက်အယောင်တွေထွက်ပြီးတောက်ပါလာတာဘာနဲ့အလားတဏတူလဲဆိုတော့စိတ်ကကြီးအိုးတွေနဲ့အလားတဏတူကြီးအိုးတွေကသူ့အတူထားရင်ကိုအညှိတက်ပြီးတော့မြင်နွမ်းသွားတာအမြဲတမ်းနေစဉ်နဲ့အမြပို့တိုက်ပြီးဒီမှာအယောင်ထွက်တာအဲ့တော့ဇရုဒ္ဓဇံမရောက်မချင်းအဲ့ဒီစိတ်ကပြိုးပြိုးပြက်ပြက်အယောင်မထွက်ဘူးသူ့မှာပရိကတင်ညာဆိုတဲ့မျက်လုံးနဲ့အစင်းနဲ့တိုက်ညှိ အနှိမ့်တက်လာတာပဲနားနဲ့ကြားအနှိမ့်တက်လာတာပဲဘလောက်ထိပုရုဇင်မာမဒီအနှိမ့်တွေကတက်တာမဟုတ်အရိယာသူတော်ကောင်းနေတော်မှပဲဒီအနှိမ့်ကတက်တယ်အနာဂံပုံကိုတည်ပြီးလင်းအဝိဇ္ဇာတဝါမပြုတ်ဘူးမပြုတ်တဲ့အတွက်အဝိဇ္ဇာတဝါကြီးကညှိနေတယ်အဲ့ဒီအကိန်းတရားကြီးကရှိနေအဲ့ဒီအာတော်တရားကြီးကညှိနေတာဖြစ်ခြင်းကြောင့်အဲ့ဒီအနှိမ့်ကတက်နေတယ်အယောင်မထွက်ဘူးဘယ်ချိန်မှအယောင်ထွက်လဲသရုပ်တဆံဝင်ကားလိုက်တဲ့ချိန်မှအယောင်ထွက်တယ် သရုပ်သာဇံပြန်ထလာလို့ရှင်အယောင်ပြန်မိန်သွားတယ်အဲ့တော့ပင်ကိုစိတ်ကပင်ကိုစိတ်ကဖြူစင်ပါလေစိတ်ကိုစိတ်တိုင်းထားဆိုတာမြတ်စွာဘုရားဟောတဲ့တရားလုံးလုံးမဟုတ်ဘူးအဲ့ဒီလိုဟောနေတဲ့ကမ္မထန်းကြီးကလည်းဘယ်တော့မှတရားရမှာမဟုတ်ဘူးဒါကြောင့်မို့ဗိဓကမြန်မာပြန်ကိုဖတ်ပါဗိဓကမြန်မာပြန်ကိုဖတ်ပါဆိုတာအဲ့ဒါကိုပြောတာမြတ်စွာဘုရားကရှင်းရှင်းလင်းလင်းလေးနေခေါ်ထားတာအာတဝတရားတွေကအကိန်းတရားတွေလို့ခေါ်ထားတာကိန်းနေတာတန်တရားတစ်လျှောက်လုံးကိန်းနေတာဒီဝိညာဏဓာတ်ထဲမှာကိန်းနေတဲ့အကိန်းတရားတွေ ဒါခိုးတနည်းကလည်းညောင်မင်းနဲ့ပတ်သက်ပြီးတော့နမူနာလေးရှင်းပြတယ်ညောင်စီကနှမ်းစီလောက်တော့မရှိဘူးဒါပေမဲ့သူ့မှာညောင်မင်းဖြစ်စေတဲ့အကိန်းတရားကကိန်းနေပြီးသားညောင်မင်းကနေမျက်ပင်လဲပေါက်မလာသလိုဘန်နာပင်လဲပေါက်မလာဘူးညောင်မင်းညောင်စီလေးရဲ့နှမ်းစီလောက်မရှိတဲ့ညောင်စီလေးထဲမှာအကိန်းတရားကညောင်မင်းဖြစ်စေတဲ့အကိန်းတရားဘန်နာပင်ဖြစ်စေတဲ့အကိန်းတရားလည်းမဟုတ်ဘေးဒါပင်ဖြစ်စေတဲ့အကိန်းတရားလည်းမဟုတ်ဟုတ်လားအဲ့ဒီအတွက် ပုရုဇင်တို့ရဲ့ပင်ကိုစိတ်သည်ညစ်ကိုညင်သွားနေအကိန်းတရားနေတပုံကြီးကိန်းနေကိတ်လေသာတပုံကြီးကိန်းနေတာအကိန်းတက်ရှိနေတာမဟုတ်လားအဲ့ဒီအကိန်းတက်တွေကိုဆွဲနှုတ်ရတာဒါကြောင့်မို့အနုတရားကိုနှုတ်တယ်လို့ပြောတာအဲ့ဒါပင်ကိုစိတ်ကိုပင်ကိုစိတ်တိုင်းထားဆိုတာကအဲ့ဒါကဘယ်တော့မှတရားမရနိုင်တဲ့စိတ်ကပင်ကိုစိတ်ကညစ်ကိုညင်သွားနေမကောင်းမှုမှပဲမွေးလို့ဒါကတခုနောက်တစ်ခုကယဟန်နေကို စာတင်သားယဟန်နေကိုပတ်စံလှူပါလို့ပြောတဲ့ကိစ္စတစ်ခုမှာတယောက်ကလာပြီးကြီးတယ်အဲ့ဒါတော့ကိုကျော်ကြီးတို့သဘောမကျဘူးဗျာတဲ့ကျန်တာတွေတော့သဘောကျတယ်တဲ့ယဟန်နေကိုပတ်စံလှူပါယဟန်နေကိုပတ်စံမလှူပါနဲ့လို့မြတ်စွာဘုရားဘယ်နေရာမှာဟောထားတယ်လဲလို့မိတဲ့ခါကျတော့သူမျိုးဖြေနိုင်ဘူးမြတ်စွာဘုရားရဲ့ညံတော်ကြီးနဲ့ဒီဟာတွေကိုပတ်စံနေပတ်သက်ပြီးတားမြစ်ထားတာကိုတဲ့ကိုကျော်ကြီးနေနဲ့ဒီလိုမျိုးမြတ်စွာဘုရားကိုကော်လောကလှန်ကတိုက်ပြီးတော့မပြောသင့်ပါဘူးတဲ့သူကလာပြောတယ်ဟုတ်ပြီဒါဆိုရင်မြတ်စွာဘုရားက လူတွေကိုရဟန်းတွေကိုပတ်စံရွှေငွေမလူရဘူးလို့ဘယ်နေရာမှာတားမြစ်ထားတယ်လဲလို့စထုတ်ပြဆိုလို့မထုတ်ပြနိုင်ရှီလည်းမရှိဘူးလူတွေကစတန့်ထွေမိပြောကြတာအဲ့ဒါမှဖះကိုတိုက်ရိုက်စော်ကားတာမြတ်စွာဘုရားကတိကောက်ဝတ်ထဲမှာဘယ်လောက်ထိပြောထားလဲဆိုတော့တူတော်ကောင်းသာသနာမှာတဲ့အလူပေးတဲ့ပုဂ္ဂိုလ်ကအတိုင်းရှိကိုသိစရာမလိုဘူးတဲ့လှူကျင်တယ်လို့လှူလှူကျင်တာလှူပေးကျင်တာပေးလှူကျင်တယ်လို့စိတ်ရှိတယ်လို့အစွမ်းကုန်လှူတားမြစ်စရာမလိုဘူးတဲ့ အလူခံတဲ့ပုဂ္ဂိုလ်ကပဲတားမြစ်ရမှာအလူရှိရဲ့အတိုင်းအရှိကိုသိရမှာဒါကြောင့်မလို့အရှင်သာရိပုတ္တရာတို့ရှင်ချင်းအာနန္ဒာတို့ကိုလာလူတဲ့ကတန်ပြီဒီဆုံးကတန်ပြီငါတလောက်ဆိုရင်လုံလောက်ပြီဆိုတားကိုတားပလိုက်တာ तू ကထမင်းငတ်ခံပြီလှူရင်ရပြီငါဒီတဝက်ဆိုငါအတွက်လုံလောက်တယ်မင်းဒီတဝက်ကိုစားပါဒီလိုမျိုးတဝက်ပဲအလူခံလိုက်တာတရာအပေါက်ပြီးတော့ तू စားမဲ့ထမင်းနေအကုန်လှူတာတော့မှတဝက်ပဲအလူခံတယ်အလူခံပုဂ္ဂိုလ်ကပဲအတိုင်းရှိကိုသိရတယ်လှူတဲ့ပုဂ္ဂိုလ်ကသိစရာမလိုလှူခြင်းနဲ့ တရားပေါက်တဲ့လောက်လူလူကျင်တာလူဟုတ်လားဇေတဝန်အကြောင်းကြီးကိုလူတို့ရွှေပြင်းနဲ့ရွှေကြောင်းကြီးလူရတယ်မြတ်စွာဘုရားအလှူမခံမဲနေလူလားမြတ်စွာဘုရားရွှေငွေမအပ်ဘူးဆိုတော့အလှူခံတာပဲယနေ့ခေတ်ကြီးမှာငွေကဘာနဲ့လှုပ်လို့ငွေပဲသွားလို့ရတယ်လက်ရှိကိုကျော်ကြီးကိုဖုန်းနဲ့တုံးနေတာတော့မှစာတင်သားရဟန်းကြီးအတွက် laptop တွေဘာလို့လိုအပ်လဲလို့မေးလို့ရှိရင်ပြိကတုံးပုံကို laptop ထဲမှာထည့်လာကိုလိုချင်တဲ့ keyword တစ်ခုကိုရိုက်ချိန်ချလိုက်အဲ့မှာတုတ်တန်ဒီတပုံကြီးထွက်လာ ကိုကျော်ကြီးတို့အဲ့ဒီနီးနဲ့ခမားတို့ကိုပြန်မျှဝေတာအဲ့ဒီတုတ်တန်ကြီးအကုန်လုံးကိုပေါင်းဆက်ပြီးတော့မှဘယ်နေရာမှာဘာဟောရတယ်ဘယ်နေရာမှာဘာဟောရတယ်အဲ့တော့ကိဝတ်ကဘာဖြစ်နိုင်နေဒါတဲ့ရှင်ကဘာဖြစ်နိုင်နေဒီထဲမှာဘလို့ပြည့်စုံသွားတဲ့ခါကျမှဒါကအတိတ်ဘယ်ကဘလို့ပေါက်သွားနိုင်နေဆိုကိုညံနဲ့ကိုစိတ်နာမရညံနဲ့စင်ကျင်ရတာအဲ့ဒီတုတ်တမရညံတွေကိုစိတ်နာမရညံနဲ့စင်ကျင်ပြီးတော့ခမားတို့ကိုပြန်မျှဝေတာကိုကျော်ကြီးပြောထားတဲ့စကားတွေကဘယ်စာအုပ်မှရှိအောင်ဘယ်စာအုပ်မှလိုက်ရှာမနေနဲ့ပိဋကတ်ထဲမှာအကုန်ရှိတယ်မြတ်စွာဘုရားမူရင်းဟောတဲ့ပိဋကတ်ထဲမှာကိုကျော်ကြီးပြောတဲ့စကားလုံးတွေအကုန်ရှိတယ်ဒါပေမဲ့ ဒီတောက်တန်ဒီဒေသနာတွေကိုစုပေါင်းပြီးစီစဉ်နိုင်တဲ့ညံကတော့ကိုညံနဲ့ကိုလို့ရတာဟုတ်လားအဲ့ဒီလိုလုံနိုင်မှုအတွက်ကအတကူပစ္စည်းတွေလိုတယ်ကိုကျော်ကြီးတို့ဆိုဖုန်းနဲ့တုံးတယ်ရဟန်းနေဆိုရင် laptop တွေနဲ့တုံးရင်ရမယ်ကွန်ပျူတာတွေနဲ့တုံးရင်ရမယ်အဲ့ဒါပို့ပြီးလွယ်ကူတယ်ကောင်းမွန်တဲ့ software တွေနဲ့တုံးရင်ပို့ပြီးလွယ်ကူတယ်ဒါကြောင့်မလို့ရဟန်းနေသည်ငွေလိုအပ်တယ်စာတင်သားရဟန်းကြီးကစာတင်သားရဟန်းတွေကိုငွေမလိုပါနဲ့လို့ပြောနေတဲ့ကောင်တွေကလက်လာပါပိတ်ဆို့တာသာသနာကိုဖျက်ဆီးတာရှင်းတယ်နော် ဲ့ဒီကောင်လေးအကိုလို့ကနောင်ဘွားလူဖြစ်ရင်တောင်မှငမွဲငတီးဒီလူစင်းရဲ့ဒီဘလောက်ပဆန့်ပေးပြီးရမယ်ကောင်မျိုးတွေမဟုတ်ဘူးမြတ်စွာဘုရားကဘယ်ဒေသနာမှာမှမလူတွေကပဆန့်မလူအောင်ရွှေမလူအောင်လို့တားမြစ်ထားတာမရှိဘူးဒါနဲ့ပတ်သက်လို့တနည်းအားလေကိုကျော်ကြီးရှင်းပြထားတာပါရှိတယ်နော်မြတ်စွာဘုရားရဲ့သာသနာမှာတန်ခိကဒါနကိုလူခြင်းတန်ခါနဲ့အဆက်တဲ့ပစ္စည်းကိုလူရတယ်အဆက်တဲ့နီးနဲ့လူရတယ်အဲ့ဒါတန်ခိကအကျိုးရတယ်ဒီဘုံကြီးလေးကဝင်းကြီးတွေအရန်ကောင်းတာပဲဆိုပုံကိုကိုကြီးမှန်းတာ သူ့ရဲ့သီလအားနဲ့ခမည်းလူတဲ့အလူရဲ့အကျိုးကိုပဲရတယ်တန်ခိကဒါနအလုံးလုံးလုံးမရဘူးအရှင်းမရဘူးအဖြစ်အရှင်းလားခမည်းရည်ညွှန်းတဲ့ကပုံကိုကိုရည်ညွှန်းတာဒီပုံကိုစီသီလကောင်းတယ်လို့ရည်ညွှန်းတာဖြစ်ခြင်းရောသီလကိုရည်ညွှန်းပြီးလူတာပုံကိုကိုရည်ညွှန်းပြီးလူတာဘာတန်ခိကဒါနမှမရဘူးခမည်းတို့ကြိုက်တဲ့ဘုံကြီးအကြောင်းကြိုက်တဲ့နေရာကိုသွားတကဥပတ္တကာကိုပစံနေကတ်စီအရောကြီးအနောက်ကနေပြီးတော့တခါတည်းမြစ်တာတွေပို့အမြတန်းတွေဝင်တာတို့တွေခေါ်ဘာတန်ကြီးကဒါနမှမရဘူး ရှင်းလားအဲ့ဒီကိုရင်လေးကိုအဲ့ဒီဦးစင်းလေးကိုသွားလူလို့လေခမရဗာတန်ကြီးကဒါနာမှမရောက်ပုဂ္ဂလိကဒါနာပဲရတယ်ပုဂ္ဂလိကဒါနာသည်တန်ကြီးကဒါနာထက်အကျိုးမများဘူးလို့မြတ်စွာဘုရားကဟောပြီးတာဒီပုဂ္ဂိုလ်ရဲ့ဒီသာသနာပြုနိုင်တဲ့ဆွမ်းအားအတွက်ဒီပဆံကိုလှူပါတာသာသနာတော်ပြန်ပွားရေးအတွက်လိုအပ်နေတဲ့အရာမျိုးလို့လှူရတာဖုန်းကြီးတွေကိုသာပဆံမလှူနဲ့လို့ပြောတာသာသနာကိုပျက်စီးစေခြင်းလို့ပြောတာရှင်းရှင်းလေးရဲ့အဖြေကအဖြေကရှင်းရှင်းလေးရဲ့မြတ်စွာဘုရားကခွင့်ပြုထားတဲ့ဤတနည်းရှိတယ် အဲ့ဒီကိုကပတ်စံလှူခြင်းနေတန်ကိကဒါနကိုလည်းလိုခြင်းနေပတ်စံကလည်းလှူခြင်းနေဆိုရင်ဘယ်လိုလုပ်ရလဲဆိုတဲ့နီးကိုဝင်းကြီးမှဝင်းကြီးထဲမှာတခါတည်းကြီးပြီးတာမြတ်စွာဘုရားကတခါတည်းဟောခဲ့ပြီးတာဥပဒ္ဒကကိုတွတ်အပ်လိုက်ရတယ်အရင်ဆုံးပတ်စံကိုဥပဒ္ဒကလက်ထဲကိုတွတ်အပ်တယ်ပြီးတော့မှဖုံးကြီးကိုတွတ်လျှောက်တယ်အရှင်ဘုရားအရှင်ဘုရားရဲ့ဥပဒ္ဒကရှိမှာတပိတော်တော့ဘယ်ရွေ့ဘယ်များတော့ပတ်စံကိုအပ်ထားပါလေအရှင်ဘုရားအဆက်တဲ့ပစ္စည်းလိုအပ်တဲ့ခါဒီတကာအရှိရနေပြီးဝယ်ခိုင်းပါအဆက်တဲ့ပစ္စည်းကိုလှူဒန်းခိုင်းပါအဲ့ဒါတန်ကြီးကဒါနရတယ် အဲ့ဒီတဲ့ပို့ပြီးတော့တန်ကြီးကဌာနမရအောင်အဲ့ဒီဖုန်ကြီးတွေဥပဒ္ဒကာရှိမှတခါတည်းလက်လက်တင်နဲ့ကန်းဟာလာနောက်ကနေဖုန်ကြီးရနေခွင့်နဲ့ဘာတန်ကြီးကဌာနမှမရအောင်အတူတူပဲကိုယ်တော်မရအောင်လားရတယ်ဌာနမဖြစ်ဘူးလားဖြစ်တယ်သာသနာအတွက်အကျိုးမရှိဘူးလားရှိတယ်ဒါကြောင့်မလို့ကျုပ်တို့ကစာတင်သားတန်ဃာတွေကိုပတ်စံလှူခိုင်းတာဟုတ်ပြီလားပတ်စံလှူလို့ပတ်စံကြိုင်လို့သူကသူဝင်းကြီးအဘတ်ဖြစ်ရမှာသူကိစ္စခမရကိစ္စဘာမှမရှိဘူးခမရကသာသနာတော်ဒွန့်ရှည်ကြီးအတွက်သာသနာတော်ပြန်ပွားရေးအတွက်လှူဒါန်းတာ အကျိုးစီးပွားအတွက်လှူဒါန်းတာခမရဲ့အကျိုးစီးပွားကပုဂ္ဂလိကဒါနရမယ်တန်ကြီးကဒါနမရအောင်အဖြစ်ရှင်းလာအေးဒါပေမဲ့ပတ်စံမလှူတာကိုတားမြစ်နေပြီဆိုရင်တော့နောက်ဘွားလူဖြစ်ရင်တော့မှခမငမွဲငတိပဲခမကိုပတ်စံဘလောက်ပြီးခမငွေနဲ့လူနဲ့ကတ်မှာမဟုတ်ဘူးအဲ့ဒီလိုအကုသို့အကျိုးပေးတယ်ခံစားရမယ်